မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နှံခါရွာဒီကြောင်တက်ခတ်မှုအတွက်တရားမျှတမှုရအောင်လုပ်မယ်လို့ NUG ပြောတဲ့ကြောင်တင်ဆက်ပေးပါမယ်။နှံခါရွာလေကြောင်တက်ခတ်မှုအတွင်းထိခိုက်ဒေဆုံးခဲ့ရတဲ့ကျမ်းမာရေးဝန်ထမ်းတွေနဲ့အရက်သားတွေအတွက်တရားမျှတမှုရဖို့ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျမ်းမာရေးဝန်ကြီးဌာနကမလ23ရက်မှာထုတ်ပြန်ပါတယ်။ မကွေတိုင်းကံကောမျိုးနဲ့နန်းခါရွာစေကံကိုစစ်ကောင်စီကမလ22ရက်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေါက်တာများစိုးအောင်ဇနီးဖြစ်သူအထက်တန်းသူနာပြူတော်ခိုင်နေဝင်းနဲ့အသက်9နှစ်အရွယ်သားငယ်ပါဝင်အရသာ7ဦးတိစုံပြီး6ဦးတန်ရာရခဲ့ပါတယ်။ ဒေါက်တာများစိုးအောင်နဲ့ဇနီးဖြစ်သူတို့ကစကိုင်းတိုင်းကလေးမျိုးနဲ့တင်းသားတိုင်းနယ်စေယုံကနေအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုစီဒီအမ်မှာပါဝင်ခဲ့သူတွေဖြစ်ပြီးတေဆုံးချိန်မှာထောက်ခိုင်နေဝင်ကကိုဝင်လေးလာလွှဲထားရတယ်လို့ NUG ကျမ်းမာရင်ဝင်စီဌာနကထုတ်ပြန်ထားပါတယ်။တေဆုံးထိခိုက်ခဲ့တဲ့ကျမ်းမာရင်ဝင်တန်းတွေနဲ့အရက်သားတွေအတွက်ဝန်နေရသလိုစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရပို့ချုပ်စော်မင်းထုံးကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြေလက်ခံဖြေဆိုတာမျိုးမ မရှိပါဘူးအာနာသိမ့်ပြီးလေးနှစ်အတွင်းစစ်ကောင်စီကဂျမိုင်းစောင့်ရှောက်မှုကဏ္ဍပေါ်အကြိမ်ပေါင်း1600ကျော်တိုက်ခိုက်ခဲ့တယ်လို့ NUG ဂျမိုင်းဝန်ကြီးဌာနကမလ19ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်အဲဒီတိုက်ခိုက်မှုတွေကြောင့်စေယုံနယ်စေဘေကန်365ခုပျက်စီးခဲ့ပြီးဂျမိုင်းဝန်တန်း139ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် ဆက်လက်ပြီးမန္တလေးမြို့မှာအပူဓာတ်ပြင်စစ်မှုတန်းခေါ်လာတာဟာတက္ကသိုလ်ဝင်စာမေးပွဲဖြေထားတဲ့လူငယ်တွေကိုအဓိကပြစ်မှတ်ထားတာလို့မြို့ကန်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်စာမေးပွဲအပြီးနောက်နေ့မှာပဲမန္တလေးမြို့ပေါ်မှာစစ်တပ်ကလူငယ်တွေကိုစစ်မှုထမ်းခေါ်ယူမှုတွေအပူတပြင်းလှုပ်လာတာဟာတက္ကသိုလ်ဝင်နှန်းဖြေဆိုထားတဲ့ចောင်းသားတွေကိုခေါ်ယူဖို့အဓိကပြတ်မှတ်ထားလှုပ်လာတာလို့မြို့ကန်တွေကပြောပါတယ်။မလ22ရက်နေ့မှာတက္ကသိုလ်ဝင်နှန်းစာမေးပွဲတွေပြီးဆုံးသွားတဲ့နောက်မန္တလေးမြို့တွင်မှာစစ်မှုထမ်းအတွက်မင်းနိုင်ဖို့ကိုရက်ွက်တွေမှာစစ်ကောင်စီကအုပ်ချုပ်ရေးဖွဲ့ဝင်တွေစစ်ကောင်စီလက်နက်ကိုင်တွေကရက်ွက်တီထဲမှာအတန်းချက်ဆက်တွေနဲ့လိုက်လံအောင်ဟင်းနေတယ်လို့စာရွက်တွေလိုက်ဝင်ခဲ့ပါတယ်။စစ်မှုထမ်းမှတ်စင်စနစ်မှာတက်ရောက်ဖို့အတွက်မဟာအောင်မြို့နယ်မှာရှိတဲ့ရက် ခွက်အားလုံးကိုမတ်လ24ရက်နေ့မနက်၈နာရီ55မိနစ်မှာတချိန်တည်းမဲနိုင်ရမှာဖြစ်လို့မပြတ်မကွက်လာရောက်ပေးကြမယ်လို့စစ်ကောင်စီရဲ့အသိပေးစာရင်းမှာရှင်းသားထားပါတယ်။မဲနိုင်ရမယ့်နေရာတွေကိုရက်ခွက် အုပ်ချုပ်ရေးမှူးချုပ်နဲ့ဓမ္မရုံတွေကိုသတ်မှတ်ထားပါတယ်။ဒါအပြင်အောင်မြင်သာဆန်မြို့နယ်နဲ့ချမ်းကြီးသာဆန်မြို့နယ်ကရက်ခွက်တချို့လည်းမတ်လ24ရက်နေ့မဲနိုင်မယ့်ထဲပါဝင်နေရလို့ဆိုပါတယ်။ရက်ခွက်ရုံကရက်ခင်းကောက်ယူထားတဲ့စည်ရင်မှာတက္ကသိုလ်ဝန်ထမ်းတက်နေစေចောင်းသားចောင်းသူတွေလည်းပါဝင်ပြီးစာမေးပွဲပြီးတဲ့နေ့မှာစတင်ခဲ့တာလို့မဟာအောင်မြင်မြို့နယ်မဟာမြိုင်ရက် ွက်ကចောင်းသားမိပါတအုပ်ကပြောပါတယ် ကျွန်တော်ဒါနေရစလုံးစင်ရင်ပါပါတယ်16နှစ်ကျော်နဲ့16နှစ်ကျော်တွေပါတောင်းနာပြီးပြန်ပြေးတဲ့ကလေးတွေပါအခုမှစာမီဝဲပြီးတာရှင်တွေပူနေတာပဲဘာပြောရမှန်းမသိဘူးလို့ចောင်းသားနှုတ်ရဲ့ဖခင်ကပြောပါတယ်အခုဒီချိန်စစ်မှုထမ်းအတွက်အပူတပြင်းကောက်ယူဖို့စူးစမ်းနေတဲ့မြို့နယ်နဲ့ရက်ွက်တွေကမန္တလေးမြို့ရင်းကနေရာတွေဖြစ်ပြီးပြောင်ပြောင်တင်းတင်းရက်ွက်တင်းလှည့်လည်အော်ရာမြို့ကပထမဆုံးချိန်ဖြစ်ပါတယ်ရခင်ကမြို့တွင်ပေါ်တာဆွဲတာတွေရှိခဲ့ပေမဲ့ခိုးချောင်ကိုဝက်တာပြုတ်လုခဲ့ပြီးမြို့စုံရက်ွက်နဲ့မြို့နယ်တွေကိုအဓိကထားခေါ်ယူခဲ့တာပါပြည်ကြီးတကုံမြို့နယ်ကလူငယ် တအုပ်ကဒီတခါတော်တော်ကြောက်ဖို့ကောင်းနေအရင်ကမျိုးတွေကငိမ့်နေအခုကကျွန်တော်တို့ဘာသာမှမကြားရသေးဘူးကလေးတွေစာမေးဝဲပြီးပြီးချင်းတောက်လျှောက် လုံနေတာလို့ဆိုပါရယ်ပြည်ကြီးတကွန်မှာမလအတွင်းကပဲစစ်တပ်နဲ့အမှတ်စဉ်30အတွက်ဆိုပြီးအုပ်ချုပ်ရေးမှုတွေငွေကြေးလိလေတောင်းယူတာတွေရှိပါတယ်စစ်ကောင်စီကနိုင်ငံတော်တိုက်ပွဲတွေမှာရှုံးပွဲတွေဆက်ပြီးတိုက်ဆုံတန်ရာရသူထွက်ပြေးသူအလင်းဝင်သူစီဒီယန်လုပ်သူတွေများပြီးစစ်တဲဝင်လို့လူနေလာချိန်မှာ2024ခုနှစ်ဖေဖော်ဝါရီလမှာစစ်မှုမထမ်းမနေရဥပဒေကိုပြန်ထမ်းခဲ့ပါတယ်2024ခုနှစ်မလကစပြီးလူငယ်တွေကိုဖိအားပေးစစ်တပ်ထဲဝင်ပြီးကာလတူစစ်တပ်နဲ့ပြီးရှေ့တန်းတွေကို ပိုးစစ်တိုက်ခိုင်းနေပါတယ်တင်တန်းစင်းစစ်သားတွေကရှေ့တန်းမှာအရင်ကစစ်သားတွေလောက်အတိမတ်ပြုမခံရသလိုတိုက်ပွဲတွေမှာတိစုံတန်ရရတာထွက်ပြေးတာအလင်းဝင်လာလီနဲ့များနေရလို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်ဆလဘီရှိုးမကိုဖျက်ချော်ခြင်းတော့မဟုတ်မကွေးဝင်ပေါင်းရင်နောက်ဆုံးခံတန်းနိုင်ရီကန်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မိုးဥဝင်ရောက်လာတဲ့အခါရှိုးမပေါ်ဖျက်ပြန်ရင်မြောက်ဘက်ကိုဦးတီလက်ကသားပေါင်ရရက်စီမိုင်းထောင်ကြီးပြန်လေးပြီး ဂျိုးကြငတ်တူရဲ့မိုင်ထောင်ကြီးခရီးစဉ်အစိုးရခင်မောင်တူရဲ့ဂျိုးကြတဲ့သင်းစာသားတွေကဂျိုးကြငတ်တူရိုးမထက်ထက်ကိုဖျက်ကျော်ပြီးမိုင်ထောင်ကြီးရဲ့မွေးရမြေခီကိုပြန်ကြသလိုတော်လန်သူတွေရဲ့အိမ်ပြန်ခီအတွက်အာရခန့်တက်တော်အီနဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေကရခိုင်ရိုးမပေါ်ကိုချင်းနှင်းဝင်ရောက်ဖျက်ကျော်နေပါပြီ။ဒါဟာရခိုင်ပြည်နယ်အမျိုးအခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအာရခန့်တက်တော်အီနဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေ2024ခုနှစ်ဒီဇင်ဘာလတတိယပတ်အကုန်မှာတိမ်ပန့်ရယူပြီးရဲ့နောက်ပထမဝီလမ်းကျော်တစ်ဆက်တည်းရှိနေတဲ့မြေပြန့်ဒေသမကွေး တွင်ပိုင်းတင်ဝင်ရောက်ဖို့တိုးစစ်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ရခိုင်ရိုးမတောင်ကျောကနေပြင်ပြတ်မကွေးတိုင်းတွင်ထိဝင်ရောက်နိုင်ဖို့အတီကလမ်းကြောင်းကအံပဒံလမ်းကျော်ပဲဖြစ်ပါတယ်။အဲ့ဒီနေကြာမြင်လမ်းကျော်ပေါ်တရုတ်တံခွေပိုင်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားတဲ့စေအုပ်စုစခန်းတွေလည်းရှိသလိုစီရင်အရာပြူဟာကြတဲ့အထိုင်စခန်းတွေလည်းရှိနေကြတာဖြစ်ပါတယ်။ အဲ့ဒီလိုစေအုပ်စုစကန်နေရှိနေတဲ့အမ်ဘဒန်လမ်းကြောပေါ်ကိုဖျက်ပြီးမကွေတိုင်းတွင်ကိုဝင်ရောက်နိုင်ဖို့အာရခတ်တက်တော်အင်းနဲ့မဟာမိတ်တော်လန်အင်အားစုတွေကအခုနှစ်ဇန်နဝါရီလမှာစတင်ထိုးစစ်ဆင်နေကြတာပါရခိုင်ပြည်နယ်အမ်မြုံနယ်နဲ့မကွေတိုင်းငဖဲမြုံနယ်အမ်ဘဒန်လမ်းနေကြားမြင့်ပေါ်တရုတ်တန်းဝေးပိုင်လိုင်းစီမံကိန်းကိုလုံခြုံရေးယူထားတဲ့စေအုပ်စုကံမြင့်ကန်စကန်ကိုအာရခတ်တက်တော်ကဇန်နဝါရီ22ရက်မှာတင်ပိုင်ခဲ့ပြီးရနောက်မကွေတိုင်းတွင်ပိုင်းထိရောက်ရှိလာတဲ့အာရခတ်တက်တော်ဟာအမ်ဘဒန်လမ်းပေါ်ရှိအထက်တုံးကြီးအောက်တုံးကြီးနဲ့မထုံကြီးရွာတွေကစေအုပ်စုထိုင်းစကန်တွင်ကိုဖီ ါရီလ16ရက်နေ့မှာထပ်မံသိမ်းပိုက်ခဲ့ပါရယ်အဲဒီနောက်မကွေးတိုင်းတွင်ပိုင်းထိတဖြည်းဖြည်းတိုးဝင်လာခဲ့ပြီးပသိမ်မုံရွာလမ်းပေါ်ဗရန်မြို့နယ်မိုင်၂၀ကန်အကွာမြင်းဖြောင်းတိုင်းဆိုပါကအစင်မိုင်ကန်အကွာမှာရှိတဲ့နတ်ရီကန်စေအုပ်စုအထိုင်စခန်းကိုတိုက်ခိုက်နေတာအခုဆိုရင်တလာကျော်ရှိလာပါပြီ ရခိုင်ယုံမရှိအမ်ဗရန်လမ်းကျောပေါ်ကအမြင့်ပေမီတာ1500လောက်ရှိတဲ့နတ်ရီကန်လိမ်းကြောင်းရံ ကာကွယ်ရေးအထိုင်းချစခန်းဟာစီရင်အရာပြူဟာကြတဲ့စခန်းဖြစ်ပြီးအာရကတက်တော်အနေနဲ့မြေပြန်မကွေးဒေသစီဝင်ရောက်နိုင်ဖို့စေအုပ်စုရဲ့နောက်ဆုံးခံတက်စီတစ်ခုဖြစ်ပါတယ်။နိုင်ရင်ကန်ကအကြီးဆုံးပဲပြူဟာလဲကြတယ်။ကားလန့်အပေါ်စီကပဲအမြင့်ဆုံးနေရာမှာလဲနေနေတာသူကြရင်တော့ဂျန်နေဟာရီကတော့ရိုးမကြီးကိုထိမ့်ဖို့ခတ်သွားမှာပေါ့။ရိုးမကြီးမို့ထိမ့်ဖို့ခတ်တဲ့ဆိုရင်ကပ္ပစာဆန်လင်းကရိုးမကြီးမှာစောက်ထားတယ်။အဲ့ဒီဟာရီကတော်လိုင်းဖွဲ့ရင်ဝင်ရထွက်ရပို့လွယ်သွားတာပေါ့။နိုင်ရင်ကန်ကတော့နောက်ဆုံးစီလို့ပြောလို့ရတယ်လို့ရခိုင်ရိုးမပေါ်မှာလှူရှားနေတယ်။တော်လိုင်းဖွဲ့တခုရ ရင်စည်ရေးတရင်အရှင်မြင့်တုံးကပြောပါရယ်မကွေတိုင်းငဖဲမြို့နယ်ထဲမှာရှိတဲ့နေရီကံမှာလေချောင်းရင်ကာကွယ်စခန်းကဆေးအုပ်စုပြီးအင်အား400လောင်းနဲ့အထိုင်ချထားတဲ့စခန်းဖြစ်ပြီးအာရကတက်တော်အင်းနဲ့တော်လိုင်းဘူအောင်ဖွဲ့တွေကဖေဖော်ဝါရီလ18ရက်နေ့မှာစတင်ထိုးစစ်ဆေးတိုက်ခိုက်နေတာဖြစ်ပါရယ် မကွေးတိုင်းဘက်ကအမ်ဘဒန်လန်ပိုင်းရခိုင်ယူမဘော်ကနိုင်ရီကန်စခန်းဟာအမြင့်မားဆုံးတောင်ထိပ်စခန်းဖြစ်တယ်လို့စေအုပ်စုအင်အားအကောင်ဆုံးဖွဲ့စည်းထားတဲ့အခိုင်အမာစခန်းလည်းဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်ဒီဘက်တော့မရှိတော့ဘူးနိုင်ရီကန်ပြီးရင်ပြီးပြီးတောင်ဘော်ကတော့ဂုတ်ကြီးကလည်းနိုင်ရီကန်နားမှာပဲနိုင်ရီကန်ပဲ main ယူထားတာအနာကစခန်းတွေနိုင်ရီကန်ပြီးရင်ပြီးသွားပြီးအခုတောင်မှလှုပ်မရတာနိုင်ရီကန်မကြခင် တောင်မှလှုပ်မရတာကားလန်းလောင်ပွဲပွိုင်လေးနေချထားပြီးတော့ကင်ပုံဝင်အလောက်ဆင်မဲ့ဖြစ်သွားပြီလို့စည်ရည်တည်ရင်အရှင်မြတ်တဦးကပြောပါရယ်။နိုင်ရီကန်စကန်ရဲ့အောက်ဘက်ကရက်မှာလင်းတင်းစွန်တက်ပါစီလိုင်းနောင်နဲ့ကုတ်ကြီးဆိုတဲ့ရွာတွေပတ်ချာလဲတရှိနေပြီးအဲ့ဒီရွာတချို့မှာလဲဆေးအုပ်စုစကန်နေရှိနေသေးပေမဲ့နိုင်ရီကန်အထံစကန်ကြတာနဲ့အလိုလိုပြိုကျလာမဲ့စကန်နေဖြစ်တယ်လို့သူကဆိုပါရယ်။နိုင်ရီကန်စကန်ကိုအာရခတ်တော်အေးနဲ့တော်လိုင်းမဟာမေပူပေါင်းဖွဲ့ရိစတင်တိုက်ခိုက်ချိန်မှာဆေးအုပ်စုဖွဲ့ကတော်လိုင်းအင်အားစုရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့်စက ခန်းစွန့်ခွာထွက်ပြေးတာတွေလည်းဆက်တိုက်ရှိနေရလို့ချင်းကာကွယ်ရေးတပ်အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရူချင်းကပြောပါရယ်စုတ်ခွာလာတယ်ဆိုတာကလည်းနိုင်ရီကန်တစကံလုံးကြီးစုတ်ခွာလာတာမဟုတ်ပါဘူးအရခတက်တော်အနေနဲ့ဟိုဘက်ကလည်းထိုးလာတယ်ဆိုတဲ့အရှင်ချောင်းဖြစ်မယ်လို့သုံးသပ်နေရတယ် ဒီလိုမျိုးတွေကြောင့်ခရရန်တွေလက်နက်ကြီးအပါအဝင်တခြားခရရန်တွေကိုရွှေ့ပြောင်းထားတယ်လို့ပြောလို့ရတယ်။အပြီးအပိုင်ကြီးစကန်းကိုစွန့်ကွာထွက်ပြေးသွားတာတော့မဟုတ်ဘူးလို့ချင်းကာကွယ်ရေးတပ်အရှုတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရူချင်းကပြောပါရယ်။နိုင်ရီကန်စကန်းနဲ့အနီနာကကကင်းစကန်းတွေကလည်းမကွေးတိုင်းအတွင်ပိုင်းထွက်ပြေးလာတဲ့စေယုတ်စုဖွဲ့တွေကိုဒေသရင်တော်လိုင်းအင်အားစုတွေကအသာစီးကနေကြားဖြတ်တိုက်ခိုက်တာတွေစက်တိုင်လှုပ်ဆောင်နေပြီးစစ်တုံးပန်းတွေနဲ့လက်နက်ခရရန်များစွာလည်းမကြာခဏဆိုသလိုတိမ်ပန်ရရှိခဲ့တယ်လို့ဆိုပါရယ်။